အားလုံးပဲမင်္ဂလာပါဗီဇာနဲ့အကျင်လူတယောက်ရဲ့အကျင်နဲ့ဗီဇာဆိုတာဟာအတူတူပါပဲလို့ထင်ပါလိမ့်မယ်အမှန်ကမတူပါဘူးလူတယောက်ရဲ့အကျင်ဆိုတာကိုပြုပြင်ပြောင်းလဲလို့ရတတ်ပါလေဗီဇာဆိုတာကတော့ဝေးရပါမှု ဘာနဲ့မှပြုပြင်လို့မရပါဘူးအကျင့်မကောင်းမှုဆိုတဲ့သူကို ပြုပြင်ဆုံးမရတာလွယ်သလောက်ဗီဇမကောင်းတဲ့သူကို ဆုံးမဖို့တော့အချိန်ကုန်လေကုန်စိတ်ပန်းလူပန်းဖြစ်ယုံကလွယ်လို့ဘာမှမထူးခြားပါဘူးဗီဇမကောင်းတဲ့သူကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပြူပြံပေးလို့ရမှာပဲလို့မတွေးနဲ့ဘယ်တော့မှမစင်စားပါနဲ့ဂတိတွေထားလဲသူတို့ရဲ့ဗီဇညင်အတိုင်းပြုတ်လုကြတာပါပဲရုံမာတဲ့ဗီဇပါလာယူရုံမာမှာပဲလိန်ညာတတ်တဲ့ဗီဇပါရင်တော့လိန်ဖို့ညာဖို့ဝင်မလေးတတ်ပါဘူး ရှုပ်ပွေတတ်တဲ့ဗီဇပါလာရင်ရှုပ်ပွေနေမှာပါပဲတန်ဒီဗီဇဆိုတာအဲ့ဒါမျိုးပါဗီဇမကောင်းတဲ့သူကိုအကြိမ်ကြိမ်အခါခါဆုံးမပြုပြင်လို့လဲပြောင်းလဲလာမှာမဟုတ်ပါဘူးဗီဇဆိုတာကတိမပြောင်းတဲ့အမျိုးမျိုးဘာမှမျိုးလဲမနေပါဘူး ပြုပြင်လို့မရတလို့တနည်းပြောင်းလဲလာမှာပဲဆိုပြီးအချိန်ကိုမခံပါနဲ့သူကံတရားနဲ့သူသူပီဇာနဲ့သူသူထိုင်နဲ့သူကံပဲလို့မတ်ယူပြီးလစ်လူရှုဥပိ္ပခပြုထားလိုက်ပါစိတ်နှလုံးအေးချမ်းကြပါစေ။ အဆုံးထိကြည့်ပေးတဲ့အတွက်ယေရှုအထူးတင်ပါသည်